Hello အားလုံးပဲမင်္ဂလာပါ Aristide Lama Cash Reading Page မှာကြိုဆိုပါရစေ။ Aris အခုလုပ်ပေးမယ့် reading ကလာတလာရဲ့ second week မှာအမြဲတမ်းပုံမှန်တင်ပြနေကြဖြစ်တဲ့ Collab Energy Reading ရဲ့အလှည့်ပဲဖြစ်ပါတယ်။ဆိုတော့ဒီ energy checking လေးပေါ့နော်ဒီ reading လေးအလဲရောက်လာပြီဆိုတော့ဒီ reading ကိုကြည့်ဘူးတဲ့သူတွေကတော့အများကြီးဖြစ်နေတော့ပြီဒါပေမဲ့လုံးဝအခုမှအသစ်တွေးမဲ့သူတွေဒီဒီ video ကိုပေါ့နော်အခုမှစပြီးကြည့်မဲ့သူတွေတော့ဒီ reading ရဲ့ပုံစံတော့တစ်ချက်ပြပြပေးပါမယ်အဲဒီ call up energy reading မှာဒီ ီဒီယိုကိုကြည့်နေတဲ့သူတွေ Rationalist လေးတွေ energy check ပါမယ်ပြီးလို့ရှိရင် Rationalist လေးတွေတစ်ဖက်လူဘက်က energy ကို check လုပ်တာပါမယ်ပြီးရင်တော့နောက်ဆုံးဒီနှစ်ယောက်ကြားရတဲ့ connection ကရှေ့လျှောက်ဘက်ကိုဥတည်တော်မလဲဘာတွေဆက်ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကိုနောက်ထပ် reading အစ်စ်မတင်မချင်းတော့ပြောမယ်ဆိုတော့ကြားကာလအဲတလပဲဆိုပါတော့เนาะဆိုတော့ဒီအချိန်ကာလအတော်အတွင်းမှာဘာတွေဖြစ်လာဖို့ရှိမလဲဆိုတာကို Rich က channel ဖတ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ reading မှာ Rich ပြောချင်တာလေးကဒါကိုစကြည့်လိုက်လို့ ိုယ့်ရဲ့ energy check မှာလည်းလုံးဝမကိုက်ညီဘူးပြီးရင်တစ်ဖက်လို energy check မှာလည်းလုံးဝမကိုက်ညီဘူးဆိုရင်ဒီ collapse energy reading ကိုဆက်ပြီးတော့မကြည့်ပါနဲ့ကြော်သွားလိုက်ပါ။ဘာကြောင့်လဲဆိုတော့ဒါကယူရိုအတွက်ဟောပေးထားတဲ့ reading မဟုတ်လို့ပဲဖြစ်ပါတယ်။မှန်တဲ့သူတွေကတော့100% energy resonate ဖြစ်ပါလိမ့်မယ်ဆိုတော့မှန်ရင်တော့ဒါဆက်ကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ဒီ reading မှာ rich first one အနေနဲ့ပြောချင်တာကတော့ဒါဒီဆန္ဒလာရာဒီခွင့်အတွက် hall game မဟုတ်ပါဘူးเนาะ rich က energy check လုပ်တဲ့အခါမှာမြင်ရတဲ့ zodiac sign တွေပြောပြပေးတယ်အဲအဲ့တော့ပါတဲ့ zodiac sign ပါကျမပါမယ်ဆိုတော့12ရာသီကိုယ်စလုံးပါကျမပါမယ်ဆိုလိုချင်တာကဟိုကိုယ့်ရဲ့ zodiac sign မပါလို့တစ်ဖက်လူရဲ့ zodiac sign မပါလို့ဆိုပြီးတော့ဘာမှမဖြစ်နဲ့ဒါဒီ for your confirmation of marriage ပြောတာ ဇိုးတက်ဆိုင်တွေကအဓိကမကြဘူး။ energy check လုပ်တဲ့အခါမှာမှန်ဖို့ပဲပေါ့နော်။ဆိုတော့ကိုယ်နဲ့ကိုက်ညီဖို့ပဲအဓိကကြတယ်။ဒါလေး average ပြောချင်တယ်ဆိုတော့ဆန္ဒရာသီကွင်းအတွက် hockey မဟုတ်ပါဘူး။ဒါမြင်ရတဲ့ဇိုးရဲ့ဆိုင်လေးကိုပဲ average ပြောပြတာဖြစ်ပါတယ်။နော်။ second one နေအနေနဲ့ကတော့ energy switch ဖြစ်တတ်တဲ့ energy mirror ပြတတ်တယ်။အဲ့တော့ richness လေးတွေရဲ့ energy ကို check လုပ်တာက rich ဒီဘက်မှာချလေးရှိတယ်ပေါ့နော်။ပြီးရင်တစ်ဖက်လိုဘက်က energy checking က rich ဒီဘက်မှာ cutting ချလေးရှိတယ်။အဲ့တော့ ကိုယ့်ရဲ့ energy check ကတစ်ဖက်လူအကြောင်းပြောတဲ့ဟာနဲ့သွားကိုက်ညီနေရတာရှိတယ်။တစ်ဖက်လူရဲ့ energy check က original slave တွေဘက်ကိုပြောတဲ့ energy နဲ့ကိုက်ညီနေရတာရှိတယ်။ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါဒီ energy mirror ပြတတ်တဲ့ switch ဖြစ်တတ်တဲ့ဒါလေးကိုသိဖို့လိုအပ်တယ်။အဲဘလိုပြောမလဲတချို့ကကြတော့အာမကိုက်ညီဘူးပါ냐ဆိုပြီးတော့အနည်းငယ်ပေါ့နော် rich ကိုလာပြောတာလည်းရှိတယ်ဆိုတော့ဒီဟာလေးတော့ rich တခါလည်းပြောပြတာပါအဲ့တော့ reading လေးကို rich တို့သွားလိုက်ရအောင်တခါလည်းပဲ rich cut တွေ shuffle လုပ်ပြီးတော့ထုံးစံအတိုင်းပဲဟောပါမယ်နော် okay အဲ့တော့ originals လေးတွေဘက်ကအဒီဗီဒီယိုကြည့်နေ originals လေးတွေရဲ့ energy check ကို rich အရင်ဆုံး cut တွေ shuffle လုပ်မယ်ပေါ့နော်ဒီဘက်မှာချပါမယ်နော်အဲ့ရရှိလာစမီအခုလက်ရှိဘလောက်အနေနဲ့ရှင်နေမျိုးမရှိနေလဲ။နော်အခုလက်ရှိဘာတွေဖြစ်နေလဲ။ရရှိလာစလီရဲ့ current energy check ကိုကြည့်ပါမယ်။ ရှင်ဟိမစလီရီအခုလက်ရှိဘလူး energy ချိန်နေမြန်မာရောက်ရှိနေကြလဲเนาะအဲ့တော့ဘာကတ်တွေထွက်လာမှန်းကြည့်အောင် bottom of the deck က ace of cups တဲ့နောက်တစ်ခါက the fool နောက်တစ်ခါက the chariot okay အဲ့တော့ rich originals layer တဖက်လိုဘက်က energy ချက်ကိုဒီဘက်မှာကတ်တွေ shuffle လုပ်ပါမယ်เนาะအဲ့တော့ originals layer ရဲ့တဖက်လိုခုလက်ရှိဘလူး energy ချိန်နေမြန်မာရောက်ရှိနေလဲ ရှိလားစလေးရဲ့တဖက်လူ energy check ပါလေးဖြစ်နေမလဲဘလို့ကတ်တွေကြာလာမလဲကြည့်အောင် okay the star တဲ့ bottom of the deck ဟာ the star နောက်တစ်ခါက five of swords နောက်တစ်ခါ okay the devil တဲ့ okay အဲ့တော့ rich ကအဲဒီလူနှစ်ယောက်ကြားရဲ connection ပေါ့နော်ရှေ့ဆက်အချိန်ကြီးဘယ်ဥတည်သွားမလဲအဲ့တော့ now chat reading အသစ်မတင်မချင်းဒါမှမဟုတ်လို့ရှင်လဲတလစာပေါ့နော်ဒါဒီအခြေအနေလေးကိုကြည့်ပေးပါမယ်ရှိလားစလေးရီနဲ့တဖက်လူဘက်ကအခြေအနေ ရှေ့ဆက်ပြီးတော့ဘယ်ဟုတ်ဒီတော့လဲဘာလဲရှေ့ဆက်ဖြစ်လာလို့ရှိမလဲအချိန်ကာလဒီကြားကာလနောက်ထပ် reading အသစ်မတင်ချင်းပေါ့နော်အဲ့ဘာကတ်တွေထွက်လာမှကြည့်ရအောင် bottom of the deck က5 of cups တဲ့ okay နောက်တစ်ကတ်က2 of swords နောက်တစ်ကတ်က queen of swords နောက်တစ်ကတ်က10 of swords နောက်ဆုံးတစ်ကတ်က knight of cups oh my god so much stage ပဲ okay အဲ့တော့ risk ကလေးတွေစီမပြန်လာခဲ့ပါမယ်နော်ခဏလေးပါ hello i'm back so let's start the reading okay အဲ့တော့ risk က original slave တွေဘက်က energy check ကိုစပြီးတော့ပြောပြပေးပါမယ် original slave တွေအရင်ဦးဆုံးပေါ့နော် energy check မပြောခင် zodiac sign ကိုပြောမယ်ပေါ့နော်ထုံစံတိုင်းမှာအဲ့တော့ risk ဒီမှာမြင်တာကတော့ oh my god อืม water elements water elements เนาะအရန်အရန် cancer pisces scorpio energy အရန် strong ဖြစ်တဲ့ orange class lady တွေမှာပြီးတော့ orange ဒီမှာမြင်တာ air energy နည်းနည်းလေးတွေ့တယ်ပေါ့เนาะအဲ့တော့ air energy ကတော့ aquarius libra gemini ဖြစ်နေမယ်เนาะဆိုတော့ဒီ zodiac sign တွေတွေ့ပါတယ်အဲ့တော့ orange class lady ရဲ့ energy check ကိုပြောရရင်ဟွန်းဒီ reading အကြည့်ခင်ပေါ့နော်လွန်ခဲ့တဲ့တရက်တစ်ပတ တလအတော်တွင်းကမှ original လေးတွေအချစ်အစ်စ်တွေ့ထားတယ်ဟုတ်လားအချစ်အစ်စ်တွေ့ထားတယ်လူအစ်စ်တွေ့ထားတယ်နော်တချို့ဆိုနှစ်ယောက်တောင်တွေ့ထားတယ်လူအစ်စ်နှစ်ယောက်အဲ့တော့ဒီမှာက arrangement ကအချစ်တွေအရန်ပေါ့နော်ပေါ်ရှန်ပြီးတော့ယူဖိတ်ပြီးတော့နော် original လေးတွေကိုဟို တချို့ကလည်းเนาะအချင်းနဲ့ပတ်သက်တဲ့ offer ပေးထားတာမျိုးတွေချင်းကတ်တာမျိုးတွေ original sleeve တွေကိုเนาะအချင်းနဲ့ပတ်သက်တဲ့ propose ပေါ့เนาะအဲ့လိုမျိုး left offer left opportunity တခုပေးထားတာမျိုးရှိလိမ့်မယ်ဒါမှမဟုတ် original sleeve တွေကိုတိုင်ကเนาะအဲခုနတွေ့ရတဲ့လူအစ်စ်နဲ့ပဲဖြစ်ဒီနှစ်ယောက်စလုံးနဲ့ပဲဖြစ်တစ်ယောက်ထဲနဲ့ပဲဖြစ်စီပေါ့เนาะဟိုကိုကန့်လန့်ထားတာမျိုးတခုခုရှိတယ်ပေါ့အချင်းနဲ့ပတ်သက်လို့အဲ့လိုမျိုးပေးထားတာရှိတယ်ဒါမှမဟုတ်လည်းယူထားတာရှိတယ်ပေါ့เนาะ အဲ့တော့ဒီမှာကတော့အသစ်စတင်နေတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့တချို့တွေကကြတော့လေတကယ်ကိုအာ in a relationship အခုမှစကားစပေါ့နော်ဒါမှမဟုတ်ねတချို့ကじゃအခုမှစတွေ့တဲ့လူအစ်တဲ့အခုမှရှေ့ဆက်ပြီးရှောက်လမ်းမဲ့တကယ် new beginning ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့တယ်အဲတချို့တွေကじゃတော့အဲ့လူနှစ်ယောက်တွေ့တယ်ဆိုလို့ရှင်လေအဲ့လူနှစ်ယောက်ကြားထဲမှာဘသူကိုရွေးရမှမသိဘူးဘာလို့လို့ရမှလည်းမသိဘူးဟိုလူရွေးရမှလို့ဒီလူရွေးရမှလို့လို့အဲ့လိုမျိုးပေါ့နော် ဒီလူနှစ်ယောက်ကြားထဲမှာပြာများနေတယ်ဒီနှစ်ယောက်ကြားထဲမှာအလဲကောင်တက်တက်ကြီးမှရက်ပြီးတော့ဘောနော်ရရှင်လာစနေတွေဘာကိုရွေးချယ်လို့ရွေးချယ်မှမသိဘူးအဲ့လိုပုံစံမျိုးလေးဖြစ်နေတယ်ဆိုတော့ဒီနှစ်ယောက်စလုံးနဲ့တွေ့တာကလည်းအယံမြန်တယ်အဲတနေ့တည်းတစ်ချိန်တည်းတရက်ထဲမှာတွေ့တာမျိုးလဲဖြစ်နိုင်တယ်ဒီလူနှစ်ယောက်စလုံးတည်းက so strange for me ဒီဒီ message ကအရင်ထူးဆန်းတယ် okay အဲ့တော့ဒီမှာ rich minna ကတချို့ကကြတော့လဲလူတစ်ယောက်တည်းပဲတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒီလူနဲ့ပေါ့เนาะအဲ့ဒီလူအတင်းနဲ့အဲ့ဒီလူတစ်ယောက်တည်းနဲ့ ဘလိုမျိုးရွေးချယ်ရမှန်းမသိဘူးเนาะဒီလူရွေးချယ်လိုက်ရမလားဒီလူကိုမရွေးချယ်ဘဲနဲ့ skip လုပ်လိုက်ရမလားပေါ့เนาะအဲ့လိုမျိုးအခြေအနေတွေဟို this way or that way ပေါ့เนาะလမ်းကြောင်းနှစ်ခုကြားထဲမှာဒီဘက်လမ်းအောင်လိုက်ရမလားဟိုဘက်လမ်းအောင်လိုက်ရမလားအဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတာမျိုးတွေ့ရတယ်အဲဒီမှာကြာရရှိမင်တာတချို့တွေကကြာတော့လဲပေါ့เนาะအလောက်ကင်ခွင်လမ်းတစ်ခုနဲ့ပတ်သက်ပြီးတော့ original scenery တွေထဲမှာဘောကအသစ်စတင်တာမျိုးတွေတကယ်ကို energy ဒီ fresh start နဲ့ပေါ့เนาะလုံးဝ အရှိတို့တဟုံတို့ခုမှစပြီးတော့ဗောနော်လမ်းကြောင်းအစ်စ်ဒါစီးပွားရေးနဲ့အာအလောက်ကင်ဝေးချင်းနေတာပတ်သက်တာဗောနော်အဲ့လိုမျိုးပုံစံကိုအခုမှစပြီးရှောင်းလန်းနေတဲ့သူတွေပါတယ်အဲတချို့တွေကကြတော့လေဒီမှာကဒီဘဝနဲ့ပတ်သက်တဲ့လမ်းကြောင်းမှာနှမျိုးနှစ်ခုဗောနော်အခြေအနေနှစ်ခုကြားမှာရွေးရခက်နေတာမျိုးရှိတယ်ထားလိုက်ပါတော့ဥပမာတချို့တွေကကြတော့နိုင်ငံခြားမှာထွက်ပြီးတော့ နော် overseas မှာအလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်နော်ပညာသင်ကြားဖို့ပဲဖြစ်ဒီလိုမျိုးပဲတချို့တွေကကြာတော့လဲအခုလက်ရှိလုံမာနေမယ်ဆက်ပြီးလုံအောင်မလာနောက်အလုပ်အသစ်တစ်ခုဒါရှာဖွေရမလာနော်အလုပ်ပြောင်းရမလာမပြောင်းရဘူးလားဒီလုံမာပဲဆက်နေရမလားဒီလိုမျိုးတွေပေါ့နော်ဘဝအခြေအနေနဲ့ပတ်သက်ပြီးတော့လဲကိုဒီအခြေအနေအသစ်တစ်ခုစကျင်နေတောင်းချင်လဲရွေးချယ်မှုတွေလုပ်နေရတယ်နှမျိုးနှစ်ခုကြားထဲမှာဒါလမ်းဆောင်လောင်းကောက်မှာရောက်ပြီးတော့ဆုံးဖြတ်ချက်ချခက်ခဲနေတယ်ဒီလိုပုံစံမျိုးတွေ့ထားရပေါ့နော်ဆိုတော့ဟိုတချို့တွေဆိုလို့ရှိရင်ကလက်ရှိအလုပ်မှာတိတ်အဆင်မပြေဘူးဒါပေမဲ့ကံကောင်းထောက်မဆွာနဲ့လဲ ဟိုအလုံးနဲ့ပတ်သက်လို့ပေါ့နော် new job offer တခုရလာတယ်ရလာတဲ့အခါမျိုးမှာဟိုအလုပ်ဟောင်းမှာပဲဆက်နေရမလားထွက်လိုက်ရမလားအလုပ်အစ်စ်ကိုပဲ join ရမလားဒီလိုပုံစံမျိုးတွေပေါ့နော်ဒီရလာတဲ့အခွင့်အရေးတခုနဲ့ကိုလက်ရှိရှိနေတဲ့အနေအထားထဲမှာဘာကိုရွေးချယ်လို့ရွေးချယ်ရမှန်းမသိဘဲနဲ့ပြားများနေတာမျိုးတွေလမ်းကြောင်းတစ်ခုချားထဲမှာနည်းနည်းလေးရွေးချယ်ရခက်ခဲနေတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဟိုဒါတွေကလည်းခုန Irish ပြောတယ်လို့မျိုးပဲ အယမ်းမြန်တယ်မြင်မြန်ဆန်ဆန်ကိုယ့်ဘဝတွေကိုရောက်လာရဲပေါ့နော်ဟိုဒီနှစ်ခုစလုံးကတစ်ချိန်နဲ့တစ်ပြိုင်နဲ့မှရောက်လာပြီးတော့ဘယ်ဟာကိုဘယ်လမ်းကြောင်းကိုရွေးချယ်ရမှာမသိနေတာမျိုးပေါ့ဒီလိုပုံစံမျိုးတွေဖြစ်နေတာမျိုး risk တွေ့ရတယ်။နောက်ဆိုတော့ဒါကတော့ original skill တွေဘက်က energy checking မှာအဲတစ်ဖက်လူဘက်က energy checking ကို reset ပြီးတော့ပြပြပေးပါမယ်နော်။အဲ့တော့တပတ်လူရဲ့ energy check မပြောခင်ဒါသူ့ရဲ့ zodiac sign ကိုအရင်ဆုံးပြောပြမယ်ဆိုတော့သူ့ရဲ့ zodiac ကတော့ rich ဒီမှာ um air elements အရန်များတယ်အရန်များတယ် aquarius libra gemini အရန်များတယ်နောက်တစ်ခုကတော့ original တို့ရော earth elements ပေါ့နော်အဲ earth ကတော့ earth က taurus virgo capricorn ဖြစ်ပုံများတယ်ဆိုတဲ့အခါကျတော့ဒီ zodiac sign တွေတွေ့ရတယ်အဲ့တော့ original ပြောချင်တာကတဖက်လူရဲ့ energy check ကိုပြောမယ်ဆိုတဖက်လူကအခုချိန်မှာလေနာမည်ကြော်ကြားတာမျိုးလားသူဒီသူ့ဘဝမှာ ကျဲလေးတပွင့်လို့အရန်ထုံးလင်းတောက်ပါနေရမျိုးတွေ့ရတယ်လူချစ်လူခင်အရန်ပေါ်တယ်အဲနာမည်ကြီးရယ်ဂုံတရင်ကြော်စောထင်ရှားကြွကြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲသူဖြစ်ချင်တဲ့စန္ဒာကြီးပြေးမြောက်နေတာမျိုး တကယ်ကိုလုံးဝအောင်မြင်နေတာမျိုးထိတ်တန်းရောက်နေတာမျိုးသူ့နယ်ပယ်မှာသူ့ဟာနဲ့သူ့အလျောက်ပေါ့နော်အဆင်ပြေနေတာမျိုးသူ့ရဲ့ဖြစ်ချင်တဲ့စန္ဒာကြီးသူ့ရဲ့မျှော်လင့်ချက်တွေပြေးဝနေတာမျိုးတွေ့ရတယ်ဒါပေမဲ့လည်းအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ တချို့အရာတွေက toxic ဖြစ်နေတာမျိုးတချို့အရာတွေကအပေါ်ယံပကသနာတွေဖြစ်နေတာမျိုးကြောင့်မလို့သူ့အနေနဲ့ဒီဟာမျိုးပေါ့နော်ယုံထွက်ရမှာလားဘယ်လိုလုပ်ရမှာလဲပေါ့နော်နည်းနည်းလေးသူ့စိတ်ထဲမှာဝေခွဲမရနေတာမျိုးဒီသူ့လက်ရှိရောက်နေတဲ့သူ့ရဲ့ဘဝအခြေအနေနဲ့ပတ်သက်ပြီးတော့ inner conflict ဖြစ်နေတာမျိုးတွေ့ရတယ်။နောက်တချို့တွေကကြတော့ risk ဒီမှာမြင်တာတစ်ဖက်လူကလေအဲနည်းနည်းလေးပေါ့နော်ဒီ seductive ဖြစ်တဲ့ပြောရမယ်ဆိုလို့ရှိရင်တကယ်ဟိုအချစ်စစ်အချစ်မှန်မဟုတ်တဲ့ true love မဟုတ်တဲ့နော် toxic ဖြစ်တဲ့ relationship တောင်းဆိုရင်တချို့တွေကကြလဲ seductive ပေါ့နော်အပေါ်ရန်ပြောမှဆိုလို့ရှိရင်တဏှာရကပေါ့အဲ့ဒီဟာ ਨੇ ပတ်သက်နေတဲ့ယုံထွက်လို့မရတဲ့အခြေအခြေအနေတခုတည်းမှာပိတ်မိနေတာမျိုးရှိတယ်ဆိုတော့ तू ကဒါကြီးကိုမကြိုက်ဘူးမကြိုက်တော့ယုံထွက်ချင်တယ်ယုံထွက်ချင်လို့ကလည်းယုံထွက်လို့ရအောင်ကလည်းတိတ်အဆင်မပြေနေတာမျိုးတွေ့ရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲသူမှဘေးချက်နံချက်ပေါ့နော် rich အဲ့လိုမျိုးလေးတွေ့ရတယ်အဲ့တော့လောလောဆယ်မှာကတော့ तू ဒီ အပေါ်ယံပေါ့နော် တိမ့်ညွတ်မှုတွေမှာตายာနေတာမျိုးတွေ့ရတယ်အပေါ်ယံအရေပြားတစ်ထောက်စာပြောပါးတွေမှာตายာနေတာမျိုးနစ်မောနေတာမျိုးနစ်မျောနေတာမျိုးတွေ RST မှာတွေ့ရတယ်ဆိုတဲ့အခါကျသူ့အနေနဲ့ယုံထွက်ခြင်းစိတ်တော့ရှိတယ်။သူအမှန်တရားမြင်တဲ့အခါမှာတော့ယုံထွက်ခြင်းစိတ်ရှိတယ်။ဒါပေမဲ့လည်းခုနက RST ပြောသလိုမျိုးပေါ့နော်။ဟိုလူဆိုတာမျိုးက ဟိုအပျော်ပါးဘက်မှာပုံပြတာအရာမျိုးဟုတ်တယ်မလားဆိုတဲ့ခါကျတော့အဲ့ဒီအနေထားကနေတိတ်ပြီးမယုံထွက်နိုင်နေရမျိုးတွေ့ရအဲ့တော့ Arish ဒီမှာမြင်တာက तू နစ်မွန်းနေတဲ့အပေါ်ရန်အရေးပြားတစ်ထောက်စာအဲ့လိုမျိုးပေါ့နော်ဒီ seductive ဖြစ်တဲ့ဒီ secure ဘိုင်းဆိုင်ရာ connection relationship တကူ Arish last လေးတွေလို့ Arish မမြင်ရအောင်တခြားတစ်ယောက်ဖြစ်လိမ့်မယ်နော်အဲ့တော့တခြားတစ်ယောက်နဲ့ဒီတစ်ဖက်လူဒီ ဒီအနေထားမှာနစ်မောနေပြီးတော့ယုံထွက်ခြင်းပဲမယုံထွက်လို့မရမယ်ねတစ်ဖက်လူဒီအရန်နှောင်ဖွဲ့ထားတာမျိုးတစ်ဖက်အာတစ်ဖက်လူဆိုတာကဒီသူ့ရဲ့တခြားလူပေါ့နော်သူ့ကိုအရန်ချုံနှောင်ထားတာမျိုးသူ့ကိုအရန်ရစ်ပတ်နှောင်တွဲထားတာမျိုးသူ့ကိုလုံးဝအလွတ်မပေးတာမျိုးသူယုံထွက်ခြင်းပဲမဲ့လည်းအတင်းဆွဲထားတာမျိုးပေါ့နော်အဲ့တော့အဲ့ဒီအနေထားမှာသူမွန်ကျက်နေတာမျိုးတွေ့ရတယ်သူ့အနေနဲ့သိပြီးတော့တော့မပျော်ရွှင်ဘူးပေါ့နော်အဲဒီတခြားသောသူ့ဘက်မှာလူမှုရေးလုပ်ငန်းကိုင်ငန်းတွေမှာအဆင်ပြေပေမဲ့ဒီအဲ့ဒီ relationship ကိစ္စတွေပိုင်းနဲ့ပတ်သက်လို့ရှင်ကြသူဘယ်လိုပြောမလဲသူစိတ်ထဲမှာဒါကြီးကသူတော့ toxic ကြီးဖြစ်နေရပေါ့နော်သူနားမှာရှိနေတဲ့လူတွေကတကယ်အစ်စ်မှန်မဟုတ်ဘူးပေါ့သိရမလားသူနားမှာရှိနေတဲ့လူတွေကဟိုဘယ်လိုပြောမလဲအပေါ်ယံမဲเนาะပြီးရင်သူအတွက် toxic ဖြစ်လာမဲ့သူတွေပဲသူအတွက် toxic relationship ပုံစံမျိုးဖြစ်မဲ့အခြေအနေတွေပဲဆိုတာမျိုးတွေကိုသူ ဟိုစဉ်းစားမိတယ်တွေ့တယ်မြင်တယ်ပေါ့နော်ဒီလိုပုံစံမျိုး rich တွေ့ရတယ်ဆိုတော့အဲ့ဒီပုံမှာတော့သူအနေနဲ့အဲစိတ်ထဲမှာသူ့လိုသူ့လိုတွေဖြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခု rich ဒီမှာမြင်တာက rich နာစလီတွေကကြတော့လေသူ့အတွက်ပေါ့နော်သူ့အတွက်ကလေသူ့အရန်လိုချင်ခဲ့တဲ့သူ့အတွက်စစ်မှန်တဲ့အခြေအနေ တစ်ခုစစ်မှန်တဲ့လူတစ်ယောက်ပြောမှာဆိုသူ့ဟိုးအရင်ကမန်နီဖက်စ်လုပ်ခဲ့တဲ့ လူလို့သူ့စိတ်ထဲမှာတွေးနေတာမျိုးလို့တစ်ချက်တွေ့ရတယ်။ဆောက်ဒီချိန်ကျမှသူ့ဘဝမှာဘာလို့ပေါ်လာရတာလဲပေါ့နော်။ဒါမှမဟုတ်ရှင်လေဒီချိန်ကျမှ original slave တွေကသူ့ဘဝထဲမှာပေါ်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့လုံးဝသူအယမ်းလိုချင်ခဲ့တဲ့သူသူအယမ်းတောင်းတခဲ့ရတဲ့သူ အဲဘယ်လိုပြောမလဲသူလိုအပ်နေတဲ့သူသူဆူတောင်းတိုင်တယ်ပြီးတော့မှာဘောနော်ဒီလိုအချက်မျိုးဒီလိုပုံစံမျိုးဒီလို right person ဒီလိုလူမျိုးကိုသူလိုချင်ပါတယ်အရန်အနည်းနဲ့လှလှဆူတောင်းခဲ့ရတယ်အလုံးဝဆူတောင်းပြစ်သွားတယ်သူသူအရန်လိုချင်ခဲ့တယ်သူ original skill တွေကဖြစ်တယ်ဆိုတာမျိုးသူအခုချိန်မှာသိသွားတာမျိုးသူအခုချိန်မှာဒါဒါဒီလူကလူအစ်စ်ဆိုလို့ရှင်လဲဘောနော် rich မြင်တာက ဒါသူအရန်လိုချင်ခဲ့တဲ့သူက original scenery ဖြစ်နေတယ်ဆိုတာမျိုး risk တွေ့ရတယ်ဆိုတော့ဒါကြောင့်မို့လို့သူ့အနေနဲ့ကသူ့ဘေးနားမှာရှိနေတဲ့ဟာတွေသူယုံထွက်ခြင်းနဲ့အဲသူအခုချိန်မှာလောကသူ့စိတ်တွေကဒွိဟဖြစ်လာတယ် original scenery တွေကိုမြင်လိုက်တဲ့အခါမှာဒါငါလိုချင်တဲ့လူပါလားဆိုတော့သိတဲ့အခါမှာ original scenery တွေဘက်ကိုပဲသူကစိတ်ထဲမှာမြင်ပြီးတော့စိတ်ထဲမှာတိတ်ညစ်ပြီးတော့ original scenery တွေဘက်ကိုပဲမျက်နာလှည့်နေပြီးတော့သူ့အနားမှာရှိတဲ့ဟာတွေကိုသူလွှတ်ချခြင်းမျိုးဖြစ်နေပြီဆိုတာမျိုး risk ဒီမှာတွေ့ရတယ်နော်ဆိုတော့ ဒါကတော့တပတ်လူဘက်ကဒါလက်ရှိ energy check ပေါ့နော်ဒါ rich ပြောပြီးသွားတာဆိုတော့ဒီလူနှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ဘယ်ဥတီတော်မလဲဘာတွေရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကိုနောက်ထပ် reading အသင့်မတင်မချင်းအဲပုံမှန်အဖြစ်တော့တက်လာပေါ့နော်ဒီအချိန်ကာလတော့တွင်မှာဖြစ်လာနိုင်ခြေရှိတာတွေကို rich ဆက်ပြီးတော့ပြပြပြီးသွားပါမယ်အဲ့တော့ rich တို့ကြည့်လိုက်ရအောင်နော် Okay အဲ့တော့ rich ဒီမှာမြင်ရတာကနှစ်ယောက်ကြားထဲမှာအချိန်ကြီးများဘာတွေဖြစ်လာဖို့ရှိမလဲဆိုတော့နည်းနည်းလေးလေးအာစိတ်แท้မှာပေါ့เนาะနှစ်ယောက်က hmm မရွေးချယ်နိုင်တာဒီတာမျိုးဒီအခြေအနေကိုရှေ့ဆက်ပြီးတော့သွားဖို့အတွက်ကိုခြီတုံချတုံဖြစ်နေတာမျိုးတွေတစ်ဖက်လူကလည်းအဲ originals လေးတွေကိုရွေးတော့ရွေးချယ်ခြင်းနဲ့ဒါပေမဲ့သူ့မှာလည်းပေါ့နော်ခုနလိုမျိုးဟိုလိုနှွေးငင်နေတဲ့ဟာတွေပေါ့ခြီနောက်နေရတဲ့ရစ်ပတ်နေရရှိတဲ့အခါကျတော့တိကျသူမဆုံးဖြတ်နိုင်သေးဘူး originals လေးတွေကလည်းခုနလိုမျိုးပေါ့နော်ဟို တယောက်တည်းရှိသည်ဖြစ်စေလူနှစ်ယောက်ရှိသည်ဖြစ်စေနှစ်ယောက်ဆိုလို့ရှင်လည်းဘသူ့ကိုရွေးချယ်မှာမသိတဲ့အခြေအနေနေထားမျိုးဆိုနှစ်ယောက်ကြားထဲမှာကလေတစ်ဖက်လူကလည်း decision making ဒီစားမချနိုင်သေးဘူး original လေးတွေကလည်း decision making မချနိုင်သေးဘူးပေါ့နော်ဒီမှာ arrangement ကတော့နှစ်ရက်နှစ်ပတ်အတော်တွေမှာအဲ့လိုမျိုးလေးတွေတော့ထပ်ပြီးတော့ကြုံနေရအောင်မယ်နှစ်ယောက်ကြားထဲမှာဒီလိုမျိုးကြောင့်မို့လို့ပေါ့နော်အာတယောက်ကိုတယောက်မရွေးချယ်နိုင်သေးတာကြောင့်မလို့စိတ်ထဲမှာဝမ်းနေရတာမျိုးလေးတွေအဒီလိုလက်လွတ်ဆုံးရှုံးအောင်မကြောက်တာမျိုးတွေအဲ့လိုမျိုးတွေတော့ဖြစ်နေတယ်ဒါပေမဲ့ 9ရက်သို့မဟုတ်2ရက်နှစ်ပတ်အဲ့ဒီအချိန်ကာလကြော်ပြီးသွားရင်တော့အရေးဒီမှာမြင်တာကလေတိတိကျကျပေါ့နော်ပြက်ပြက်သားသားအာဆုံးဖြတ်ချက်ချပြစ်တာမျိုးတွေပေါ်လာနိုင်တယ်အဲဒီနေရာမှာကတော့လေအရေးမြင်တာက2ယောက်ကြားထဲမှာခဏတစ်ဖြုတ်ပေါ့နော်အဲ break up ဖြစ်တာမျိုးတွေ separation ဖြစ်တာမျိုးတွေ okay မရွေးချယ်တာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ဒီမှာမြင်ရတာကတော့ original slave တွေကတစ်ဖက်လူကိုမရွေးချယ်တာမျိုးဒါဖြစ်နေတစ်ဖက်လူကို original slave တွေက ရုတ်တရက်ကြီးအဆက်သွဲဖြတ်ချလိုက်တာမျိုးတွေရုတ်တရက်ကြီး ghost လုပ်လိုက်တာမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့လောက original မှာမြင်တာကဟို originals လေးတွေကကြီးတဲ့သူက main ကလေးတွေအများများတာကို follower အများ main ကလေးတွေများတဲ့ခါကျဒီမှာ feminine energy များဆိုကြီးတဲ့သူယောက်ျားလေးပါတယ်ဆိုလို့ရှင်လေ originals လေးတွေအဲ့ဒီကြီးတဲ့ဒီယောက်ျားလေးတွေက feminine energy အာ df ဖြစ်ဖို့များတယ်ပေါ့နော် divine feminine energy ဆိုတဲ့ခါကျတော့အဲအဲ့လိုမျိုး feminine energy များတဲ့သူက decision making လှုပ်လိုက်မယ်ကြည့်ကြကြပြပြတတလှုပ်လာလိမ့်မယ်ပေါ့နော်အဲ9ရက်တုံးမုံ2ရက်2ပတ်ကျော်တဲ့အခါမှာအဲ့တော့တဖက်လူက decision making လုပ်တယ်ဆိုတာမျိုး risk တိတ်မမြင်ရအောင်နော်အဲ့တော့အဲ့လိုတီးကြကြပြပြတတကြီးနဲ့ original လေးတွေဘက်ကဒီ action ယူလိုက်တာမျိုးပဲဖြစ်တခုခုပေါ့နော်ဆုံးဖြတ်ချက်ချလိုက်တာဒီတဖက်လူကို ghost လုပ်ချပလိုက်တာတဖက်လူကိုလုံးဝကြီး ဝုန်းဆိုပြီးတော့ဗောနောအဆက်အသွယ်ဖြတ်သွားတာတော့အဆက်အသွယ်လုံးဝဖြတ်ချပြီးတော့တကယ်လုံးဝပျောက်သွားတာတော့ connection အဲ့လိုမျိုးဗောနောတချို့ဆိုဒီမှာ arrangement ဆို arrangements လေးတွေဘက်ကတဖက်လူဟို social media မှာ blog လုပ်လိုက်တာမျိုးပဲဖြစ်ကိုပါတာဗောနောအာအခြေအနေတွေအကုန်လုံးကို deactivate လုပ်ချပလိုက်တာမျိုးပဲဖြစ်ဖြစ်เนาะတကယ်လုံးဝတဖက်လူကဖုန်းဆက်လို့ရှင်လဲမကင်တာတော့စကားပြောလို့ရှင်လဲကြံပြန်ပြီးအဲ့လိုမျိုးကြီးကွာလုံးဝရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်ချပလိုက်တာမျိုး arrange ဒီမှာမြင်တယ်နည်းနည်း10ရက်လောက်ကြာသွားနိုင်တယ်ဗောနော10ရက်တောင်းလို့ရှင်လဲတရက်တစ်ဘက်ပေါ့အဲ့လိုမျိုးကြာသွားနိုင်တယ်အဲ့လိုမျိုးအခြေအနေ ေမှာတဖက်လူဒီအဲ့လိုမျိုး original slay တွေဖြတ်ချလိုက်ပြီးဟေ့ဆိုတော့ကြတော့မှလေနောက်ကနေပြီးတော့ပြန်ပြီးတော့ကောက်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 ပါလာတာမျိုးတွေ့ရတယ်အဲ့တော့တဖက်လူကအဲ့ဒီချိန်ကျောင်းမှာဝုံတိုင်းကျဲပြီးတော့ပေါ့နော် original slay တွေ ghost လောက်သွားတော့မှသူဆုံးရှုံးအောင်မှကြောက်ပြီးတော့ original slay တွေကိုပြန်ပြီးတော့ဒါ propose လုပ်တာတောင်းချင် original slay တွေစီကိုအခွင့်အရေးတစ်ခုခုပြန်ပေးလာတာ original slay တွေကို စကားလာပြောတာတခုတောင်းပန်တာမျိုးပေါ့နော်ဘာဖြစ်လို့လဲဘလို့ဖြစ်တာလဲဘာလဲညာလဲပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့ original slave တွေနောက်ကိုပြန်ပြီးတော့ကောက်ကောက်ပါလာတာမျိုး original ဒီမှာတွေ့ရတယ်ပြန်ပြီးတော့ original slave တွေကိုအခွင့်အရေးပေးတာမျိုးတွေပြန်ပြီးတော့အဲ communication သူ့ဘက်ကနေမရရအောင်လိုက်တာမျိုးတွေပေါ့နော်ဖြစ်လာနိုင်ခြင်းရှိတယ်ဆိုတော့အဲတော်တော်လေးဒီလိုမျိုးပေါ့နော်ဟို original slave တွေကတပတ်လူကိုဖျက်ချလိုက်တာမျိုးဆိုလို့ရှိရင်တပတ်လူက ပြန်ပြီးတော့သူ့ဘက်ကနေအာ offer တခုခုပေါ့နော်ပေးလာတဲ့အခါကျလို့ရှင်တကယ်ကိုလုံးဝ long term အတွက်ကိုရည်ရဲတဲ့အရန်ကိုယူယူမှုမှုဖြစ်တဲ့အခြေအနေတစ်ခုအခြေရေးတစ်ခုပေးလာမယ်ဆိုတာမျိုး rich မြင်ရတယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်ရှိတယ် rich nas leader မေးမှာပေါ့နော် okay ကျမတို့ဘက်ကကျွန်တော်တို့ဘက်ကဖြတ်ချတာမဟုတ်ဘူးတစ်ဖက်လူကလုံးဝကြီး ghost လောက်သွားတာဆိုရင်ရောဆိုလို့ရှင်တော့ rich ဒီမှာမြင်တာကတစ်ဖက်လူက ghost လောက်သွားလဲ အဲတရက်တစ်ပတ်တောင်းလို့ရှိရင်10ရက်အလောက်လောက်ပဲကြာမယ်เนาะတစ်ဖက်လူခဏတစ်ဖြုတ် break up လောက်သွားတာမျိုးတစ်ဖက်လူ original slave တွေရဲ့ဘဝတွေကနေခဏပြောက်သွားတာမျိုး communication အဆက်အသွယ်ပေါ့နော်ခုနပြောတဲ့အချိန်ကာလပေါ့အများဆုံး10ရက်ပဲအဲ့ဒီလောက်မျိုးပျောက်သွားပြီလို့ရှိရင်သူဒီပြန်ပြီးတော့ original slave တွေဘဝတွေပြန်ဝင်လာမှာပဲပြန်ဝင်လာပြီးတော့2ယောက်ညှိနှိုင်းတာမျိုးပဲဖြစ်အချိန်နေတစ်ခုပြန်ပြောလာတာမျိုးပဲဖြစ်ဖြစ်တစ်ခုခုသူပြန်လာတဲ့အခါမှာ offer တစ်ခုဒီတဲကိုတဲလာလိမ့်မယ်သူ့လက်ထက်မှာ original slave တွေကိုပေးဖို့အခွင့်ရေး ြောဆိုမဲ့ propose တခုခုပါကိုပါလာမှာချင်းဒီပေါလို့ risk မရတယ်ဆိုတော့อืมအာဘယ်လိုပြောမလဲကြည်ရတာတော့ it's not bad for no အရန်ကြီးတော့စစိုးရွားကြီးတော့ဖြစ်လာဘူးတော့တိတ်မမြင်ရပါဘူးအချိန်လေးလေးကပြန်ကောင်းသွားမယ့်ပုံစံမျိုးလေးတွေ့ရတယ်โอเคအဲ့တော့ congratulations ပေါ့เนาะအာ ဒီလိုအခြေအနေတိုင်းလေးဆိုတော့အရန်ကြီးပေါင်ကျော်သွား original sleeve လေးဆိုးဆိုးရွားရွားတော့မလုံလိုက်နဲ့เนาะတချို့တွေကကြတော့ action တော့ယူတယ်ဝုန်းဆိုပြီးတော့ပေါင်နေကြော်ချတဲ့အခါကြတော့ပြောတဲ့ပုံစံလေးနဲ့ क्वे ပြီးတော့ original ကိုလေး feedback တွေအများကြီးတက်လာတဲ့ဟာတွေလည်းရှိတယ်ပေါ့เนาะဆိုတော့အာဆိုးဆိုးရွားရွားလေးလောက်တာတဲ့ပေါ့เนาะအခြေအနေကိုနည်းနည်းလေးကြည့်ပြီးတော့မှသွားပါလို့ original ကတော့ပြောခြင်းနဲ့ okay အဲ့တော့ဒီလအတွက် reading ကတော့ဒီလောက်ပါပဲ နောက်ထပ်နောက်လ collab energy reading တွေမပါရဖြစ်လာမလဲဆိုတာစောင့်ကြည့်ရအောင်เนาะဆိုတော့ဒီလိုပုံစံမျိုးဒါကိုယ့်အတွက် personal တရားမေးခြင်းရှင် rich ရဲ့ facebook page မှာလာပြီးတော့ package number 9 now package number 5 energy checking package ဆိုပြီးတော့လာမိလို့ရပါတယ်အခုလို reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနေတဲ့သူတွေက rich ရဲ့ facebook page youtube channel telegram channel ဒါတွေကို tiktok တွေတွေကို join subscribe follow လေးလုပ်ထားပြီးပြောချင်ပါတယ်ရှင်နောက်ထပ် rating အသေးသေးမှာပြန်လည်ဆုံးတွေ့ကြပါမယ်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရရှိနာစလေးတို့အားလုံးတက်တာပါเนาะတက်တာ